ရှိသောရှင်များမင်္ဂလာပါခင်ဗျာခုချိန်အစပြီး2025ခုနှစ်အောက်တိုဘာလ20ရက်နေ့ Radio UNG ရဲ့မနက်ခင်းစီရီသတင်းများကိုကျွန်တော်ရန်တိုင်းကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်စီရီသတင်းကတော့တထုံခေပကပဖွဲ့များစုစည်းပြီး viewer 29နဲ့ပူပေါင်းစစ်ကြောင်းထွက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်အထူးတိုက်လက်အောက်ရှိ viewer 29နဲ့မွန်ပြည်နယ်တထုံခေ KNU တပ်မဟာ1နေမြေတွင်းမှာ အခြေခံလှုပ်ရှားနေတဲ့ပကဖတိုက်ခိုက်အင်အားစုတွေကိုစုစည်းကပြည်ဝ29ပူပေါင်းစစ်ကြောင်းတင်းနဲ့နှစ်အဖြစ်စတင်တာဝန်ထမ်းဆောင်နေပြီဖြစ်တယ်လို့ပကဖအတန်ကထုတ်ပြန်ထားပါတယ်။ကြိုက်ထုံမျိုးနဲ့ပကဖတိုက်ခိုက်ရေးတပ်ဖွဲ့နဲ့ပူပေါင်းဖွဲ့စည်းထားတဲ့ပြည်ဝ29ပူပေါင်းစစ်ကြောင်းတင်းဟာ KNU တပ်မဟာတပ်တရင်သုံးနယ်မြေမှာအခြေပြုလှုပ်ရှားသွားမှာဖြစ်ပြီးစက်တင်ဘာလ1ရက်နေ့ကစတင်ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။သရုံကန်ပကဖတိုက်ခိုက်ရေးတပ်ဖွဲ့မှဦးဆောင်တဲ့ပြည်ဝ29ပူပေါင်းစစ်ကြောင်းနှစ်ဟာ KNU တရင်နှစ်တက်ခွဲသုံးနေမြန်မာအခြေပြုလှုပ်ရှားသွားမှာဖြစ်ပြီးအော်တိုဘားလ၁၄ရက်ကစတင်စစ်ကြောင်းထွက်တောင်ဝထမ်းဆောင်နေပြီလို့သိရပါတယ်။ဘျူဟာ၂၈ပူပေါင်းစစ်ကြောင်းတင်းတဲ့နှစ်ဟာအထူးစစ်ကြောင်းအသွင်နဲ့လှည့်ကင်းများတိုက်ကင်းများနဲ့စစ်စင်ရေးလုပ်ငန်းတွေကို PDF တပ်ဖွဲ့များဒေသတွင်းမိဖက် EO များနဲ့ပူးပေါင်းလှုပ်ရှားသွားမယ်လို့သိရှိရပါတယ်ခင်ဗျာ။ဆလဘီလဗရန်မှာစစ်ကော်မရှင်ရဲ့ တိုက်ခိုက်ရေး drone တစ်စီးပြက်ကြတော်လိုင်းတပ်ဖွဲ့ကသိမ်းဆီးရရှိဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းလက်ပန်းမြို့နယ်တရဲချောင်းကြီးရွာကိုဘုံလာကျတဲ့စစ်ကော်မရှင်တပ်ရဲ့တိုက်ခိုက်ရေး drone တစ်စီးပြက်ကြခဲ့ပြီးတာဝရီဂလုံတပ်ဖွဲ့ကသိမ်းဆီးရရှိထားတယ်လို့သိရပါတယ်။အော်တိုဘလ19ရက်မနက်စင်တိုင်းခွဲကမှာအဲ့ဒီစစ်ကော်မရှင် drone ကဆက်ချုပ်ရင်းပြီးပြက်ကြခဲ့တာဖြစ်ကတရဲချောင်းကြီးရွာနောက်ဘက်မှာသိမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အဆိုပါ drone ဟာကာလာပေါင်စီဘတ်စနသိန်းဝင်းကျင်တန်ကြီးရှိတယ်လို့သိရပြီး လက်ရှိမှာတော့လုံခြုံစိတ်ချတဲ့နေရာမှာတင်းစည်းထားတယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့အော်တိုဘားလ15ရက်နေ့ကအဆိုပါတရားကြောင်းကြီးရွာကိုမိရှုဖြက်စီရန်စစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်နဲ့တော်လိုင်းတပ်ဖွဲ့တွေထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာမှာစစ်တပ်ဘက်က15ဦးထပ်မင်းတေဆုံးခဲ့ပြီးစစ်တုံးမဲ12ဦးကိုဖမ်းဆီးရမိခဲ့ပါသေးတယ်ခင်ဗျာ။အခုတကားမြောက်ခင်ရဲရွာမှာပြူစောတိများစုဝေးရောက်ရှိနေပြီး ကလေးမြို့နယ်မှန်တော်ရွာကိုစစ်ကော်မရှင်ကပြန်လည်ထိန်းချုပ်တယ်ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းကံကောင်းမြို့နယ်မြောက်ပိုင်းပြူစောတိရွာမြောက်ခင်ရဲရွာကိုမြစ်သာမြင့်အရှိတ်ကန်းရှိစကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းပြူစောတိရွာလေကြီးရွာအရှိတ်ရွာအနောက်ရွာကပြူစောတိတွေဟာအော်တိုဘောလာ16ရက်နေ့နေ့လယ်2မိနစ်30ခန့်မှာစူဝေးရောက်ရှိလာကြောင်းရောအလင်းနဲ့မှသတင်းပေါ်ပြထားပါတယ်။မြောက်ခင်ရဲရွာကပြူစောတိတွေနဲ့လေကြီးနှစ်ရွာကပြူစောတိများပူးပေါင်းပြီးယခုစစ်ကြောင်းထိုးနေတဲ့ကလေးနယ်ဘက်ကိုစစ်ကူအင်အားဖြည့်သွားရောက်နေတယ်လို့ ရွာတောင်ဘက်အနီးနားကကြေးရွာတွေဘက်ကိုလည်းစစ်ကြောင်းထွက်နေတာဖြစ်တယ်လို့အသိပေးထားပါတယ်။ဒါ့ပြင်ကလေးမျိုးနယ်တောင်ပိုင်းရခင်ပြည်သူတော်လှန်ရေးအဖွဲ့များထိန်းချုပ်ထားခဲ့တဲ့မှန်တော်ရွာကိုအော်တိုဝါလာ၁၆ရက်နေ့ညကစစ်ကော်မရှင်ဘက်ကနေပြန်လည်ထိန်းချုပ်လိုက်ပြီလို့လည်းသိရပါတယ်။အဲ့ဒီစစ်ကြောင်းဟာဂံကောမြို့နယ်ဟန်တော်ရီရွာကပြူစော်တိအများစုပါတဲ့စစ်ကော်မရှင်တပ်ဖွဲ့များနဲ့ကလေးမြို့နယ်ကျန်သာရွာကပြူစော်တိတပ်ဖွဲ့များပါဝင်တဲ့ပူးပေါင်းအင်အား200ကျော်စစ်ကြောင်းဖြစ်ပြီးအော်တိုဘားလ16ရက်နေ့ညနေက အောင်သာယာရွာကတဆင့်မှန်တော်ရွာကိုတိုက်ခတ်ဝင်ရောက်ပြန်လည်ထိန်းချုပ်လိုက်တာဖြစ်တယ်လို့ဖော်ပြထားပါတယ်။အလားတူပြည်သူတော်လည်းအဖွဲ့များသိမ်းပိုက်ထားခဲ့တဲ့ကလေးမြို့နယ်တောင်ပိုင်းရှိကဘာနီစစ်ကော်မရှင်စခန်းဘက်ကိုပါစစ်ကော်မရှင်တပ်ဖွဲ့ကစစ်ကြောင်းထိုးလာနေတယ်လို့သိရပါတယ်။အဲ့ဒီနေရာတွေမှာဆက်သွယ်ရေးဖုန်းလိုင်းများလည်းပြတ်တောက်နေပြီးအနီးနားကပြည်သူများကြိုတင်သတိထားကြရန်အသိပေးဖော်ပြထားပါတယ်ခင်ဗျာ။ဆလဘီ ဝါလက်မြုပ်နယ်ကိုစစ်ကော်မရှင်တပ်စစ်ကြောင်းထိုးပြီးပြည်သူဆယ်ဦးခန့်ဖမ်းဆီးထားဆက်တက်လေဒီ3စီးနဲ့ဘုံကျဲတိုက်ခိုက်ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဝါလက်မြုပ်နယ်ကြောင်ကုန်းရွာကိုစစ်ကော်မရှင်တပ်ကစစ်ကြောင်းထိုးလာပြီးပြည်သူဆယ်ဦးခန့်ကိုဖမ်းဆီးထားတယ်လို့ဝါလက်မြုပ်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကထုတ်ပြန်ထားပါတယ်။အော်တိုဝါလာ19ရက်မနက်9:00နာရီမှာအေရော်မြုပ်နယ်တလဲပါပြူစောဒီကျေးရွာကနေ အင်းအား90ခန့်ပါစစ်ကော်မရှင်တပ်နဲ့ပြူစောတိဖွဲ့ဟာမူးမြစ်ကိုကူလာပြီးကြောက်ကုန်းရွာကိုလက်နက်ငယ်များနဲ့ပစ်ခတ်ဝင်ရောက်လာတယ်လို့ဆိုပါတယ်။အဲဒီစစ်ကြောင်းဟာမျိုးသမီး2ဦးအတီးပြုတ်အပါဝင်အတီးမပြုတ်နိုင်သေးတဲ့ဒေသခံပြည်သူ10ဦးခန့်ကိုတစားကန်အဖြစ်ဖမ်းဆီးထားတာရွာထဲကပြည်သူပိုင်ပစ္စည်းတွေကိုလည်းယူဆောင်နေကြတယ်လို့သိရပါတယ်။ဒါပြင်ညနေ3နာရီခန့်မှာဝလက်မြွနဲ့အနောက်ကျန်းတနေရာကိုစစ်ကော်မရှင်တပ်ကစက်တက်လီလီ3စီးနဲ့ဘုံးနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ Wallet Informational Network ကထုတ်ပြန်ထားပါတယ်။ Wallet မြို့နယ်ပတ်ကဖားရဲ့ချက်လက်တွေအရကြောက်ကုန်းကျေးရွာကိုစစ်အုပ်စုကစစ်ကြောင်းထိုးတာ၃ချိန်မြောက်ဖြစ်ပြီးအရင်စစ်ကြောင်းထိုးတုန်းကလည်းပြည်သူ၄ဦးကိုရက်ဆက်စွာတပ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။လက်ရှိစီးရဲချင်းတွေအရ Wallet မြို့နယ်ရှေ့ချမ်းကလမ်းမိုက်တွေအားလုံးကိုတော်လိုင်းတပ်ဖွဲ့တွေက အော်တိုဘလ9ရက်နေ့ကစတင်ကယာယီအုံပြုတ်ခွင့်ပိတ်ထားတာလည်းဖြစ်ပါလေခင်ဗျာအခုနောက်ဆုံးတင်ဆက်ပေးမယ့်စီးရီးသတင်းကတော့ နမ်ဆန်မန်တုံနဲ့မိုင်းငော့မြို့နယ်တို့ကိုစစ်ကော်မရှင်တပ်ကပုံကျဲတိုက်ခိုက်ပြည်သူ၂ဦးထဏ်ရာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်း TNLA ထိန်းချုပ်နယ်မြေနမ်ဆန်မန်တုံနဲ့မိုင်းငော့မြို့နယ်တို့ကိုစစ်ကော်မရှင်တပ်ကလေကြောင်းကနေပုံကျဲချတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ၂ဦးထိခဲ့တယ်ရရှိခဲ့တယ်လို့ PSLF TNLA ကထုတ်ပြန်ထားပါတယ်။အော်တိုဘားလ19ရက်နေ့လယ်12နာရီခွဲကချိန်မှာနမ်ဆန်မြို့နမ်မဝေါ်ရက်ကွက်ကို Jet Fighter နဲ့ပေါင်250ဘုံတလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ ဘုံသီးကြရောက်ပေါက်ကွဲမှုကြောင့်အသက်28နှစ်အရွယ်ကိုအောင်အောင်နဲ့24နှစ်အရွယ်ဦးချစ်စန်းမောင်တို့ထိမှန်တမ်းရရှိခဲ့ပြီးနမ်ဆန်မြို့မိသက်ယုံနေနှလုံးလက်ဖက်ဆက်ယုံတယုံမိသက်ကား၅စီးနဲ့ကား၅စီးထိခိုက်ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။ဒါပြင်မန်တုံမြို့အောင်ချမ်းသာရပ်ကွက်ကိုလည်းစစ်ကော်မရှင်တပ်ကပေါင်250ဘုံတလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်နေ၆လုံးထိမှန်ပျက်စီးခဲ့ပြီးမြို့သမီးတူအနေငယ်တန်းရရှိခဲ့တယ်လို့ဆိုပါတယ်။ အလားတူမိုင်းကောင်းမြို့နယ်လွယ်ဘင်းချင်းရွာကိုလည်းလေချောင်းကနေဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တာကြောင့်ဘုံကြီးကျောင်းနယ်ဇရက်တို့ထိမှန်ပျက်စီးသွားခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့စည်ရည်သတင်းကောင်းလို့ချက်တွေကို Radio NUG သတင်းတောက်ခါဆန်နဲ့ဗရဲဘိုးတို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ